တင်အလောက်အကိုင်းရှာဖွေနေပါသလားတင်အွန်လိုင်းမှာအခွင့်အလန်းတွေကိုရှာဖွေပါသလားခွင့်အလန်းတိုင်းမှန်ကန်တော့မဟုတ်ပါဘူးတချို့အလောက်အခွင့်အလန်းတွေကလိမ့်လေဖို့ဒီဇိုင်းထုတ်ထားတာပါယုံကြည်မှုမပေးခင် V E R I F Y နီလန်းနဲ့စစ်ဆေးဖို့လိုပါတယ်ဒါတွေကအလောက်လိမ့်လေမှုကိုသိရှိနိုင်ဖို့နဲ့ကိုကိုကိုကာကွယ်ဖို့အတွက်လွယ်ကူတဲ့ခြေလှမ်း၆ချက်ဖြစ်ပါတယ် တချို့သောလိမ်လည်သူတွေကအလုံးနဲ့နဲ့လုံယုံနဲ့အမျက်ကြီးကြီးရမယ်လို့ဆိုပြီး အလုံးအခွင့်လန်းအတူတွေ ဖန်တီးတတ်ကြပါတယ်။သို့မဟုတ် အစမှာပဲအခကျင်းငွေနည်းနည်းပေးတဲ့အလုပ်တွေကနေစတင်ပြီးနောက်ပိုင်းမှာအမျက်ကြီးလာမယ်လို့ပြောတတ်ကြပါတယ်။ဒီမှာတော့ fee အချက်ရဲ့အရေးပါမှုရောက်ရှိလာပါတယ်။ you that offer carefully ဆိုတာပါ။ အလောအခွင့်အလန်းကတကယ်ကောင်းသလိုတန်တရာလည်းဖြစ်စေနိုင်ပါတယ်။တချို့သောလိမ်လည်သူတွေကအစပိုင်းမှာထိခိုက်မှုမရှိတဲ့ပုံပေါ်တဲ့အလောသေးသေးလေးတွေကနေစပြီးနောက်ပိုင်းမှာ bonus ပေးမယ်အမျက်ကြီးကြီးရမယ်ဆိုပြီးကြီးမားတဲ့အနေရတွေစီသွားစေနိုင်ပါတယ်။ to investigate or check the company အခြားအသုံးများတဲ့လိမ်လည်နည်းတစ်ခုကတော့အလောချင်းမှုကိုဖန်တီးထားတာပါတချို့ကမင်းကိုလင်းမြန်စွာအေးအေးယူဖို့ဖိအားပေးကြတယ်တချို့ကတော့ယုံကြည်မှုကိုဖြစ်လာအောင်တဖြည်းဖြည်းလုပ်ပြီးရနောက်စိတ်ကံစားမှုနဲ့အချိန်တိုတောင်းမှုကိုအခြေခံတဲ့လှည့်ကွက်တင်တဲ့ဖိအားပေးတတ်ကြတယ်ဒီမှာတော့ e အချက်ရဲ့အဓိကကြောင့် examining the pressure imposed ဆိုတာဝင်လာပါတယ် မှန်ကန်တဲ့အလုံးရှင်တယောက်ဆိုရင်မင်းကိုဆုံးဖြတ်ဖို့အချိန်ပေးတတ်တယ်ဆိုတာတတိယပါလိမ့်လဲသူတွေကအချိန်ကိုတူတူသတ်မှတ်တတ်ကြပါတယ်ထို့အချိန်တို့အတွင်အမြန်လုံးရမယ်လို့ပြောတတ်ကြတယ်ဒါမှမဟုတ်ကြားသိတဲ့ငွေအနှဲငယ်ကိုအခုညီပေးမယ်လို့ပြောပြီးအယုံသွင်းတတ်ကြပါတယ် examine the pressure imposed uh. များပြားလာတဲ့လိန်လေသူတွေကငွေကိုချက်ချင်းတန်းပြီးတောင်းတာမဟုတ်ပါဘူးအစားထိုးအနေနဲ့သူတို့ကမင်းစိတ်ချသွားအောင်စောင့်ပြီးမှစတင်တောင်းတတ်ကြပါတယ်တချို့ကတော့ယုံကြည်မှုရဖို့အတွက်အရင်ငွေပေးတတ်ကြတယ်အဲ့ဒီနောက်မှာတော့ထုံးဝင်ကိုပြန်ပေးဖို့သို့မဟုတ်ထုံးဝင်ထွက်ပို့ပြီးတောင်းတတ်ကြပါတယ်ဒါကြောင့် R အချက်ဖြစ်တဲ့ reject payment request ဆိုတာကိုတတိပြုဖို့လိုပါတယ် ။ဘာအတော့မှငွေမပိမိဖို့တတိယပါ။သူတို့ကလက်ကျင်ရေးမပုံတင်စက်ပစ္စည်းသို့မဟုတ်အလုပ်တာဝန်တွေအတွက်ငွေတောင်းတတ်ကြပါတယ်။သူတို့ပထမဦးဆုံးငွေပေးတတ်ပေမဲ့မင်းဘက်ကပြန်မပေးမိဖို့တတိယပါ။မကန်တဲ့အလုပ်တွေကရှောက်ထားသူတွေကိုဘယ်အဆင့်မှမငွေတောင်းတတ်တာမဟုတ်ပါဘူး။ job scam verify v r i f i here to land a head v do you and offer carefully လိန်လေသူတွေကတတိယအဖွဲ့ဝင်တအိုးအနေနဲ့ဒါမှမဟုတ်ကုမ္ပဏီအမည်အစ်စ်ကို3ပီတောင်မှယုံကြည်စိတ်ချရသလိုဖန်တီးတတ်ကြပါတယ်။သူတို့က logo နဲ့ website တွေကိုတောင်ကူးယူပြီးကြီးမားတဲ့ branding ရဲ့ကိုယ်စားလှယ်လို့ဟန်ဆောင်တတ်ကြပါတယ်။ဒါကြောင့် eye check ဖြစ်တဲ့ investigate the company ဆိုတာဝင်လာပါတယ်။ကုမ္ပဏီရဲ့နာမည်အဖြစ်အစော website ဒီနေရာဆက်သွယ်ရဖုန်းနံပါတ်နဲ့သုံးဆွဲသူတွေရဲ့သုံးသက်ချက်တွေကိုမူလအရင်းမြစ်တွေအသုံးပြုပြီးစစ်ဆေးပါကွန်မြူနီကသိငယ်တဲ့နာမည်မရှိဘူးဖြေချမှုနှီးနေတဲ့အတီးပြုတ်ဖို့ခက်ခဲတယ်ဆိုရင်တတိထားပါ ုံးမြင်တွေ့နေချာဖြစ်တဲ့လေလံကြီးကတော့မင်းရဲ့ကိုယ်ရဲ့အချက်အလက်တွေကိုစကတဲ့ကတောင်းတာပါလင်သူတွေကမင်းရဲ့ကိုယ်ရဲ့အချက်အလက်ကိုခိုးယူဖို့စ조사တာဒါမှမဟုတ်မင်းရဲ့ကိုယ်ရဲ့စာရစာတမ်းတွေကိုအသုံးချပြီးလေလံမှုကျူးလွန်တာတွေလုပ်တတ်ကြပါလေဒီမှာတော့ FHF ဖြစ်တဲ့ filter your personal info ဆိုတာအရေးကြီးပါတယ်စစ်မှန်တဲ့အလို့ဆိုတာမတိကြသေးခင်မှာမင်းရဲ့မှတ်ပုံနဲ့ကနိုင်ငံကိုလက်မှတ် ဘဏ်အကောင့်အသေးစိတ်သို့မဟုတ်တရားဝင်လက်မှတ်တွေကိုမတောင်းပါဘူး။မင်းရဲ့အချက်အလက်တွေကို လုံလုံခြုံခြုံသိမ်းထားပါ။မင်းငွေလုံးဝမဆုံးရှုံးခဲ့ရင်တောင်မင်းရဲ့အချက်အလက်တွေကိုသူတို့အသုံးချနိုင်ပါတယ်။ Now we got the steps on how to ပြပြလာတဲ့တာကောင်တွေကမျောလင့်ချက်သို့မဟုတ်စိတ်ဖြစ်စင်မှုဖြစ်ပေတာသို့မဟုတ် စိတ်ချထားပေးတာဖြစ်တဲ့အတွက်တတိပိဆက်တွေကိုလွဲချော်တတ်ကြပါလေ။မင်းရဲ့အချင်းကြိုးစားမှုငွေဖြုံးပြီးတဲ့နောက်တော့ပြန်ထွက်ဖို့ပိုခက်ခဲတော်တတ်ကြပါလေ။ဒါကြောင့် why အချက်ဖြစ်တဲ့ you are in control ဆိုတာအရေးကြီးပါတယ်။အစုံတစ်ခုမားနေတယ်လို့ခန်းစားရရင်တော့ချက်ချင်းရက်ပြီးအကြံဉာဏ်ယူပါမင်းဟာအမြဲတမ်းငင်းဆုံနိုင်ပါတယ် ိုင်ငံခြားမှာရှိနေပြီးသို့မဟုတ်ကိုယ်ရေးအချက်အလက်သို့မဟုတ်ငွေကြေးကိုပေးပြီးဖြစ်လို့ဆိုရင်ပြန်ပြောင်းဖို့နောက်ကြကောင်နောက်ကြနိုင်ပါတယ်ကြောင့်အရာတစ်ခုကိုဆုံးဖြတ်မယ်သို့မဟုတ်ကိုရေးအချက်အလက်ပေးမယ်ဆိုရင်တခဏ V E R I F Y verify လို့ဖို့တတိယပါ The တတိထပါလုံကြုံမှာနောက်တစ်ခုကတော့ V E R I F Y Let me introduce here six steps to spot the job scam verify VR